မင်္ဂလာပါ။ Audio ဘိုင်းစော်နိုင်မှကြိုဆိုပါတယ်။ယခုတစ်ခါမှာတော့လေနံဓာတ်ထစ်မြန်မာနဲ့မြင်းကလေးခံမန်းရေးဆိုတဲ့ဆောင်းပါးကိုဖပြပေးမှဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။28ရက်3လ2025ရက်နေ့မှာငလင်ကြီးလောက်ကအပီးရှုထောင့်အမျိုးမျိုးပိတ်အမျိုးမျိုးကနေငလင်ခံမန်းမှုအမျိုးမျိုးပေါ်ထွက်ခဲ့ပါတယ်။ငလင်ကြီးလောက်ကအပီးလူတွေရဲ့ငလင်စိတ်ဝင်စားမှုပေါ်ခွင့်ကောင်းယူပြီး ဖေဘပိတ်တွေ YouTube channel တွေကသူ့ထက်ငါအပြိုင်ငလင်ခံမှန်းချက်တွေတင်ကြတယ်ပညာရှင်ပြောစကားလို့ဆိုတော့ငလင်ဆိုတာကြိုတင်ခံမှန်းလို့မရဘူးဆိုတာကိုလေနံဓာတ်တက်လက်ခံထားပြီးကြိုတင်ခံမှန်းချက်ဟူသည်မပယ်ချကြသူများလည်းရှိသလို21ရက်နေ့ဗဒနာရီမှာမကနေကျု90ကျော်10ကျော်လာမယ်ဆိုတာကိုအဟောက်ယုံကြည်နေကြသူများလည်းမရှားပါဘူးအားလုံးသော Facebook page တွေ YouTube channel တွေရမှာ ကျွန်တော်ကြိုက်စောငလင်းခံမှဖိဖုတ်ပိတ်တစ်ခုရှိပါတယ်အဲ့ဒါကတော့မြေငလင်းသတင်းများစင်တာလို့ခေါ်တဲ့ဖိဖုတ်ပိတ်ပါမန္တလေးငလင်းကြီးလှုပ်ပြီးမှ follower 7သိန်းကျော်ထိတက်ခဲ့ပေမဲ့ငလင်းမလှုပ်ခင်ကလေးက follower 2သိန်းကျော်ရှိရပိတ်ပါခုငလင်းကြီးလှုပ်မှငလင်းအကြောင်းကောက်တင်တာမဟုတ်ပဲလွန်ခဲ့တဲ့၄-၅ရက်နဲ့2018 2019လောက်ကလေးကပြည်ရင်းပြည်ပငလင်းများကိုကြိုတင်ခံမှန်းချက်တွေ တွက်ချက်ထုတ်ပြန်ပေးနေကြတာပါအဲ့ဒီချိန်ကလေးကဒီဘက်ရဲ့ခံမှန်းချက်တွေကမှန်တယ်လို့နင်းနင်းရှိတယ်ယုံကြည်ရရလို့ကိုပါဝင်သတိထားမိသူတွေရှိလာခဲ့ပါတယ်အခုဆရာဆရာကြီးတွေကပြောတဲ့ငလင်းဆိုတာဘသူမှကြုံမခံမှန်းနိုင်ဘူးကွကဘာတောင်မခံမှန်းနိုင်တာမင်းတို့ကဘာကမို့လဲဂျပန်ကတောင်၅စက္ကန့်ပဲကြိုးသေးတာမင်းတို့ကဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့် ူတို့ပြောတဲ့စကားလုံးတွေလိုက်ပြောရရင်ကဘာတောင်မခံမန်းနိုင်တဲ့ငလျင်ကိုခံမန်းပေးတဲ့ကဘာမှာတခုတည်းရှိတဲ့ငလျင်ခံမန်းပိတ်ဂျပန်တွေတောင်ခံမန်းမပေးနိုင်တဲ့ငလျင်ကိုခံမန်းပေးတဲ့ဂျပန်တွေထက်သာတဲ့ပိတ်လို့တောင်ပြောရမလို့ပဲဘာဖြစ်လဲကဘာကမခံမန်းနိုင်တဲ့မြန်မာတွေကမခံမန်းနိုင်တော့ဘူးလားဂျပန်တွေကြုံမသိရနဲ့မြန်မာတွေကကြုံမသိပဲနေပေးရမှာလားသူတို့တွေမသိပဲမြန်မာတွေကြိုသိနေတာ ြိုခံမှန်းပေးတာဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲခုလူတိုင်းကြားဘူးနေတဲ့သကိုင်းပြည့်ရဆိုတာကြီးကိုမြမပညာရှင်တွေရပဲလေးလာဖော်ထုတ်ခဲ့တာပါဒီဘက်ကညီငယ်တွေစူးစမ်းပန်းစားကြိုတင်ခံမှန်းပေးတာကိုဘာဖြစ်လို့အဖြစ်တွေပြောချင်နေကြရလဲအခုမှသိတဲ့လူတွေထင်သလိုလှုပ်ပြီးမှရှောက်တင်တဲ့အထဲလှုပ်ပြီးမှအရင်တင်ထားတာကိုကြိုပြောထားသလိုမျိုးထင်ရအောင် ပြန်ပြင်တဲ့ပိတ်မျိုးမဟုတ်ပါဘူး လူတွေအစောရင်ကြီးကြောက်လန့်နေအောင်အပေါ်တွေခြောက်လန့်နေရလဲမဟုတ်ဘူးအကြောက်လွန်မှာဆိုလို့မပြောလို့လည်းမဖြစ်လို့သာမန္တလေးငလျင်ကြီးမလောက်ခင်တောင်ရက်လုံးမှာပြည်ရင်းငလျင်သတိထားပါလို့ထောက်ပြန်ခဲ့ပါသေးတယ်သူတို့ပဲ့ရဲ့ဆောင်ဘုတ်ကတဘာဝတရားထက်ခြေတလန်းတအောင်လောက်ဆောင်ရမည်တဲ့ဒါပေမဲ့သူတို့ဘယ်လိုစ조사စ조사ဘေးထိုင်ဘူးပြောတွေကပြောကြလုံးလို့ခုလိုပို့တင်ပြီးတော့ကိုပြောရတဲ့အဆင့်ဖြစ်လာတာ တို့ဘာတွေကြေကွဲဝမ်းနေပြီးပို့တင်ရတယ်လဲဆိုတာနားထောင်ကြည့်ပါမြင်းကလင်းသတင်းများစင်တာ Facebook ပိတ်မှတင်ထားတာကိုဖတ်ပြပေးမှာပါမြင်းကလင်းကြီးမလို့ရှားခင်သုံးသက်ချက်ခံမှန်းချက် people လွန်ခဲ့သည့်မလ28ရက်နေ့ကမြမပြည်တဝမ်းလုံးတင်းတိမ်ထုံခါသွားခဲ့ရပြီးမြမသမိုင်းထဲကအပြင်းထန်ဆုံးအဆိုးရွားဆုံးမြင်းကလင်းကြီးအဖြစ်စံချိန်မှတ်တမ်းဝင်သွားခဲ့သည့်မကနေကျုခွန်ဒသမခွန်အဆင့်မြင်းကလင်းကြီးမလို့ရှားခင် ၃လ2024ဒီဇင်ဘာလ25ရက်ခရစ်စမတ်နေ့ဝန်းကျင်ကသကိုင်းပြည့်ရဲ့ဂျော်နဲ့ပတ်သက်ပြီးစိုးရိမ်ရသည့်အခြေအနေရှိကြောင်းကိုတုံ့တက်ခဲ့ပါတယ်။ရင်းနောက်ပိုင်း၃လကြာမှတိုက်ဆိုင်စွာပင်မြေငလျင်ကြီးမလှုပ်ရှားခင်အချိန်၃ရက်ဝန်းကျင်ကကမ္ဘာပြည့်ရဲ့ဒေတာများ၌ဘူမမန်ထူးခြားအခြေအနေအပြင်းမြေငလျင်ရှိလာနိုင်သည်ကိုတွေ့ရှိရပြီးကျော်တင်ခံမှန်းသတိပေးခြင်းများကို၃ရက်ဆက်တိုက်ဖော်ပြနေခဲ့တော်လဲ။ မမြင်နိုင်ထိတွေ့ကြံတော်ရဲ့မရသည့်အင်အားလွန်တဘာဝဘဲကြီးဟာ၃လနဲ့၃ရက်အလွန်၌မြမပြည်တွင်သကိုင်းတိုင်းဒေသကြီးရေကားအင်းနဲ့အာမကဆရေရွာနီးတနေရာကိုပဟိုပြုက28ရက်3လ2025မုံလွဲ7:50မိနစ်ချိန်မှာပြင်းထန်စွာလှုပ်ရှားသွားခဲ့ပြီးနောက်ဆက်တွဲမြေငင်ငယ်များယနေ့တိုင်အတော်မတတ်နိုင်လှုပ်ရှားမြဲဖြစ်နေပါတယ်အဆိုပါငလင်ကြီးဟာ ြမသမိုင်းတခြားမြေတိခါမမဲဖြောက်မရတော့သည့်ကြေကွဲဝါနှက်ွယ်နေရက်ကိုလည်းတဆက်ထဲဖြစ်ပေါ်စေခဲ့ပါတယ်။နောက်နောက်များမှာအစိုးရငလင်ကြီးကဲ့သို့အဖြတ်စွမ်းအားဖြင့်မြေငလင်ကြီးများကိုပုံမထိရောက်သည့်ခံမှန်းချက်များဖြင့်ကြိုတင်အတိပေးဖော်ပြနိုင်ရန်ဆက်လက်ကြိုးဝမ်းမိဖြစ်ပြီးမြေငလင်ခံမှန်းချက်များမြေတိပြည်ရင်းပြပစာမျက်နှာများပုဂ္ဂိုလ်များ၏တုံးသက်ချက်ခံမှန်းချက်များအမှအကူကမပြုတ်ဝဲ ကိုယ်တိုင်လေ့လာချက်တွဲရှိချက်များအရကြိုတင်ခံမှန်းခြင်းဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်ငနေကြီးလှုပ်ခတ်ပြီးသုံးသက်ချက်များအဖရာအင်အားဖြင့်မြေငနေကြီးလှုပ်ခတ်ပြီးနောက်သုံးသက်ချက်များထောက်ပြမပေးနိုင်သည့်အတွက်နားလည်နိုင်ကြပါရန်ထပ်မံမေတ္တာရက်ခံပါသည် အကြောင်းမှာသဘာဝတရားထက်ခြေတလန်းသာအောင်လှောက်ဆောင်ရမည်ဆိုသည့်စာပေါင်းနှင့်ညီခြေတလန်းနောက်ကျသည့်ငလင်းလှုပ်ရှားပြီး ဖြစ်ပြီးမ မြေငလင်းလှောက်ခတ်မှုပုံစံများအသေးစိတ်ဝဝေးဆဆချပြကပြန်လည်တုံးသက်စမြုံပြန်နေခြင်းဟာအချင်းဤတတတာဖြစ်ပါတယ်။ယင်းတုံးသက်ချက်များကတေတော်သူအသက်ပြန်ရှင်မလာစေနိုင်ပါ။မြေငလင်းလှောက်ရှားမှုမဖြစ်ခင်ကကြိုတင်သိရှိနိုင်ရန်စွမ်းဆောင်နိုင်ခြင်းကသာလူအသက်ပေါင်းများစွာကိုအမှန်တကယ်ကယ်တင်နိုင်သည်ဖြစ်သောကြောင့်မြေငလင်းလှောက်ခတ်ပြီးမှလှောက်ခတ်မှုပုံစံအကြောင်းအရာများ ဖြစ်နိုင်ခြေသီအိုရီများ ဝေဝေဆဆချပြခြင်းကိုပညာရှင်ကြီးများဆန်ဆန်မပြုတ်လောက်ခြင်းဖြစ်ကြောင်းအသိပေးလိုပါတယ်။ကျိုးတင်းမြင်ကလင်းခံမှန်းခြင်း။ကွာမြေပေါ်၌နေစဉ်အချိန်တရာကျော်ပြင်းအားပမာဏ2အောက်မြေကလင်းငယ်များလှုပ်ရှားနေပြီး၎င်းကိုကျွန်ုပ်တို့လူသားများခံစားသိရှိနိုင်စွမ်းမရှိပါ။မြေကလင်းငယ်များ နေတိုင်းလှုပ်ခတ်နေတော့လေလူတက်အိုးရင်စူးစိမ်များဖြတ်စည်းနိုင်စွမ်းရှိသည့်အင်အားပြင်းမြေကလင်းကြီးများနေစဉ်နေတိုင်း အချိန်တိုင်းလှောက်ခတ်ခြင်းမရှိသေးဘူးစဉ်းစားချင်းချိန်နိုင်စွမ်းရှိသည့်လူသားတိုင်းအလွယ်တကူသိနိုင်ပါသည်ရင်းကလင်းခံမှန်းချက်များ၌ကွာမြေပေါ်ဂျပန်ရခိုင်မှသာလှောက်ရှားလာလေရှိသည့်အစိုးရအင်အားပြင်းရင်းကလင်းကြီးများပြင်းအား၆ဝန်းကျင်နှင့်အထက်များကိုအ धिक ရည်ရွယ်ခံမှန်းပြီးပြည်ရင်း၌ပြင်းအား၄.၃ညဝန်းကျင်နှင့်အထက်ရင်းကလင်းများပါဝင်ဖြစ်ကြောင်းဖော်ပြရင်းမကြခင်မှာ ပြင်းလင်းကြိုတင်ခံမှန်းခြင်းကိုအလင်းတင့်တယ်လို့ဆက်လက်ပြီးဖော်ပြပါအောင်မယ်။ပြင်းလင်းကြိုတင်ခံမှန်းခြင်းသည်ကျွန်တော်တို့၏တသက်တာရည်မှန်းချက်ဖြစ်ပါကြောင်းမိဘပြည်သူများပြင်းလင်းဘေးအန္တရာယ်မှဆက်လက်ကင်းဝေးကြပါစေတဲ့။ဒါကတော့ပြင်းလင်းသတင်းများစင်တာ Facebook ကနေတင်ထားတဲ့ post တစ်ခုကိုဖတ်ပြပေးပါဖြစ်ပါတယ်။ဆက်လက်ပြီးတော့အခုလိုကြိုတင်ခံမှန်းခြင်းကြောင့်ပြောလာကြတဲ့ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ဒီလိုရေးခဲ့ပါသေးတယ်။မြင်းကလေးအသိရှိဖို့သတိရှိဖို့အသိပေးချက်ကို professional ဆန်းကျင်နဲ့နားလည်မလဲနိုင်ဘူးဆိုရင် professional ဆန်းဆန်းစာရှည်ကြီးထရေထသုံးသပ်ကြတဲ့ပညာရှင်တို့ခွန်တသမခွန်ငလင်ကြီးကြောင့်အဲ့ရကနိုးလာကြပြီဖြစ်လို့ခုစာမျက်နှာကိုကြော်ခွတ်သွားကြပါခင်ဗျာ။ရှင်းနိုင်ရေးရှိတာကိုလိုရင်းတော်ရှင်အတတ်ညာဆုံးလူများတန်းနဲ့မဖြစ်အောင်တောင်ပေါင်းဆောင်ကသုံးသပ်ပြီး ငလင်းအသိရှိရန်ငလင်းအသိရှိပါလောက်နိုင်ကြရခိုင်နှုံများဆိုတဲ့စကားလုံးတွေကိုအချိန်တိုင်းတုံးနေပြီးမမေ့တလောက်ငလင်းလောက်ပါမယ်ဆိုပြီးဘယ်တော့ခါမှပို့မတင်ခဲ့ပါကိုရီးယားစကားလုံးမပေးနိုင် အခန်းဆက်စာရှည်ကြီးတွေကိုပရိုဆက်ဆန်ထရေးထိနိုင်ရေနီလန်ပေါင်းဆောင်တုံးသက်ပြလာမျိုး ပေါပင်တွေလောက်ပြီး follower များများอยู่ဖို့အစီအစဉ်လည်းမရှိသေးပါခင်ဗျာ follower တိုးလာတာကိုကျေးဇူးထူးတင်မိပြီးဘယ်သူဘယ်ဝါက unfollow လုပ်လဲဆိုတာကိုလည်းမသိပါခင်ဗျာယခင်ခွန်တသမခွန်မလှရှားခင်ကမြမောစိုးရင်ရနိုင်ငံနဲ့ထက်ရေးခြင်းခဲ့တာအမှန်ပါပဲအားပြင်းမာလိုက်မယ်ဆိုပြီးဖြည့်ဆွက်ရေးခဲ့ခြင်းပေမဲ့လူများပန်းနဲ့ဖြစ်နိုင်တဲ့ယူဆလို့မရေးခဲ့ပါဘူးဒါတောင်လူများထိတ်လန့်အောင်လုပ်တယ်ဆိုပြီး social media ပေါ်ဖြန့် စာမျက်နှာကို report လုပ်ခိုင်း report ဝိုင်းလုပ်သွားတဲ့လူတွေဒူးနဲ့ဒေးပါပဲအမအိုဆောင်ပြီးအတန်းရှင်းယူခြင်းနဲ့ဝံပလူလူလူများချားမှာဝန်းရံပေးကြတဲ့မိဘပြည်သူအားလုံးကိုအထူးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာလူများပန်းနဲ့မဖြစ်ဖို့ပြည်ရင်းမြင်ကလေးအသိရှိပါ노ကြပါဆိုပြီးသတိလဲရှိအောင်ကြောက်လန့်တကြားလည်းမဖြစ်အောင်ရှင်လဲလျှောက်တာပြားလဲဆွဲတာငလင်းဆိုတဲ့ message ကိုပဲပေးခြင်းလို့ အကြံကြံရေးခဲ့တာဖြစ်ပြီးလိုရင်းတူရှင်းအတိပေးချက်ကမှ professional မဆန်လို့ဘလို့မှနားမလည်နိုင်ခဲ့ရင် နားလည်းတက်ကြွတဲ့နေရာမှာသာပြောပါခွဲကျွန်တော်တို့သည်အမမကင်းအပြည့်စုံပါခင်ဗျာဆက်လက်ကြိုးပမ်းနေပါမည်မိဘပြည်သူများမြင်ကလေးအနေရမှဆက်လက်ကင်းဝေးကြပါစေတဲ့ခုလိုရေးထားတဲ့ပို့အောင်မှာတော့လူများမှတ်ချက်တွေဝါရေးကြတဲ့ထဲက တချို့ဆက်ဖတ်ပြပါဦးမယ်ပထမဆုံးဖြိုးဖို့ဆိုတဲ့အကောင်းကနေမှတ်ချက်ပေးထားတာကိုဖတ်ပြပါမယ်တခုပြောပြမယ်နော် follower စေကနန်းနဲ့ကပိတ်ကတင်တဲ့သတိပေးချက်တိုင်းကိုဂရုစိုက်နေမိတယ်လွန်ခဲ့တဲ့6လလောက်တည်းကငလင်းလောက်နိုင်ချေများတဲ့ဆိုပြီးနီးစပ်ရလူတိုင်းကို မျှဝေတယ်ကျွန်တော်ကလူတွေကိုကုညီရရင်ကျင့်တတ်နေရလူကဲဆယ်ရေးကိုတစိမ့်တစ်ပိုင်းလှုပ်ပေးနေတော့ငလင်းအတွက်ကဲဆယ်ရေးပစ္စည်းတွေ ကြိုတင်စူဆောင်းတယ်။တခုချင်းစီဝဲတယ်။အားလုံးကိုလည်းတိုက်တွန်းတယ်။ဂရုတွေတွေကနေမျှဝေတယ်။ခယူးမဆိုင်ဘူး။ငလျင်ဆလှုပ်တော့လှုပ်နေစဉ်အတွင်းမှာကိုကယ်ဆယ်ရေးဖြစ်စည်းတွေကောက်ဝတ်တင်ပြီးစတင်ပြီးကိုမြော့ပကိုးအတွက်လှုပ်ရှားတယ်။ပကိုးတိကိုက်မှုမရှိဘူးဆိုတော့ငလျင်လှုပ်ပြီးတနားရီတွင်မန္တလေးကိုရှိတဲ့ပစ္စည်းတွေတင်ပြီးကယ်ဆယ်ရေးစထွက်နိုင်တယ်။ပြောချင်တာက ဘယ်သူမှမယုံကြည်နေရင်နေပါကျွန်တော်တယောက်တည်းယုံကြည်နေရနဲ့တယ်လူများစွာအကျိုးရှိနိုင်ပါတယ်ဆက်လက်ပြီးတော့အရှင်ဝိစိတ်တပုံကြောင်းဆရာတော်ဆိုတဲ့ Facebook account ကနေဒီလိုမှတ်ချက်ရေးထားပါတယ်ကျွန်တော်ဒီတကားတော်ဤ post ကို အမြဲဖတ်သူဖြစ်၍အန်နေရမလုခဲရပါဤနောက်ပြီးတော့ဒါချီမျိုးဆိုတဲ့ Facebook account ကနေလဲ28ရက်မလ2025ငလေးမဖြစ်ခင် အရင်နှစ်တွေကတည်းက လင်နဲ့ပတ်သက်ရင်ဒီဘက်တစ်ခုတည်းကိုပဲရုံရုံကြီးကြီးနဲ့အမြဲဆောင်ကြည့်ဖတ်ဖြစ်ခဲ့တယ်။ခံမှန်းပေးရတယ်လေအမြဲမှန်ကန်ပါလေရှင်။ကျေးဇူးထိုးတင်ပါတယ်။အစဉ်မြဲအားပေးလျက်ပါ။ခုလိုစေတနာအပြည့်နဲ့ဆက်လက်တင်ပြပေးပါရှင်နဲ့။ဆက်လက်ပြီးတော့ဂျော်နီပါတောင်းဆိုတဲ့ Facebook ပိတ်ကဟိုရခင်နှစ်တွေကလေးကအမြဲကြည့်လာခဲ့တဲ့ပိတ်ပါ။အိမ်ကမိသားစုဝင်အကောက်မှန်သမျှ follow လုပ်ထားတာနှစ်ချီနေတာကြားပြီဗျ။ ကျေးဇူးလက်တင်နေကျွန်တော်မန်းလေးရပါဒီပိတ်ကြောင့်အားလုံးဘေကင်းခဲ့ပါလေလို့ရေးထားပါတယ်ဆက်လက်ပြီးတော့အောင်မျိုးတန်ဆိုတဲ့ဖေဖိုကောင်းကနေမှတ်ချက်ရေးထားတာကိုဆက်ဖတ်ပြပါမယ်ကျွန်တော် follow လုပ်ထားတဲ့ငလင်သတင်းမှန်းပေးတဲ့ပညာရှင်အကောင့်တွေ၅ခုလောက်ရှိပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင် အကောတော့ပိတ်ကိုသဘောကျတယ်လိုရင်းတူရှင်းမယ်ဘာလို့အဲ့ဒါကိုသဘောကျလဲဆိုရင် ဆိုင်ညစ်နေတဲ့အချိန်ယုံကြည်ရတဲ့ပိတ်တွေဖြစ်ပေမဲ့စာအစီအကြီးဖတ်ဖို့တတိမမုံနိုင်သေးပါဘူးအဲဒါကြောင့်ဇန်နက်ပိတ်၄၅ခုတွေထဲမှာအကူရောပိတ်ကကျွန်တော်အတွက်အထောက်အကူဖြစ်ဆုံးပါလုံးစရာရှိတာဆက်လုပ်ပါပြည်သူတွေပဲအလေးထားပေးပါပလိန်နာတွေကအပင်မြင့်ရင်လေတိုက်သလိုပဲသဘောထားပေးပါဗျာတဲ့နောက်ပြီးတော့ချူးဝင့်ဝေးဆိုတဲ့ Facebook account ကနေဒီလိုမျိုးမှတ်ချက်ပေးထားပါတယ် ကပီတယ်ကြီးစဖွင့်တော့မြေရောက်ထဲဝင်ရတာငလင်များလောက်ရင်ကြောက်တယ်ဆိုပြီးဒီပိတ်ထဲဝင်ဝင်ကြည့်ခဲ့တာအရင်ကတည်းကလှုပ်ဖို့ရှိတယ်ဂယူးဆိုင်ကြပါညာပြောထားတာသတိထားမိတယ်ဒီပိတ်ကအရင်ကတည်းကသတိပေးလာတာသိတယ်အဲဒါကြောင့်ဓလိကားတွေဆို လုံးဝမစည်းဘူးပိတ်ကတော့ခဏခဏသတိပေးနေတာလောက်တော့မလောက်သေးဘူးတော့ဆိုပြီးတောင်ထင်းနေသေးတယ်ဒီလောက်ကြီးဖြစ်သွားမယ်ကိုမထင်ဘူးတကယ် တန်လေးအောင်ဆိုတော့ Facebook အကောင့်ကနေလည်းယခုလိုမှတ်ချက်ရေးထားပါတယ်2019ခုနှစ်ကပိတ်ဆထောင်ပြီးပိတ်နိုင်ရအစဟိုပြောင်းတီပြောင်းမရှိတဲ့ယုံကြည်ရတဲ့ပိတ်ဖြစ်ပါတယ်အဒမင်ကလည်းတူရဲဖြစ်တာတွေ့ရတော့အကျိုးမြတ်တစ်ခုအတွက် ကိုကျိုးရှာပိတ်တစ်ခုမှုံမှန်းသိတာစေပါတယ်အခုချိန်မှာ follower လည်းများလာသလိုလူတွေသတိထားမိတဲ့ပိတ်ဖြစ်လာတာမို့အဒမင်တူရဲရှိနေတာပိတ်လုံးကြုံရေးအတွက်အနေရများပါတယ် ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီးလုံခြုံရေးအစ်စ်မြင့်ထားဖို့အကြံပေးလိုပါတယ်တဲ့အခုနောက်ဆုံးအနေနဲ့ကတိပြည့်စုံဆိုတဲ့ Facebook account ကမှတ်ချက်ပေးထားတာကိုဖတ်ပြပေးပါမယ်။လေးစားပါလေ။အမြဲလေးလာဖတ်နေသူပါ။ပထဝီနဲ့ကြောင်းပြီးပါတယ်။ငလင်နဲ့မီးတောင်စရန်တင်ခဲ့ပါတယ်။သမန်းချက်တွေရဲ့အဖြေကိုစောင့်ကြည့်လေးလာသမျှ90ရာခိုင်နှုန်းမှန်တယ်။ ဆက်လက်သုတေသနာပြုလေ့လာတင်ပြပါတဲ့ဒါကတော့မြန်ကလေးသတင်းများစင်တာဖေဖော်ဘက်ရဲ့ပို့တစ်ခုကကွန်မန်တချို့ကိုဖတ်ပြပေးတာဖြစ်ပါတယ်အခုနောက်ဆုံးဆုံးသက်နေတဲ့ကျွန်တော်တို့အများသူငါများကရိုးသားတဲ့ရေခဲကြောင်းတွေကိုဝိုင်းဝန်းချီမြောက်ကြတယ်လို့စ조사ပြီးမြန်ကလေးသတင်းတွေခံမှန်းပေးတဲ့ဒီမြန်ကလေးသတင်းများစင်တာဖေဖော်ဘက်ကိုလည်း ခံမမှုတွေပိုပြီးမှန်ကန်တိကျအောင် ထောက်ပံ့ပေးသင့်တယ်လို့ပြောကြားရင်းနဲ့ကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလျင်ဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သအပ်ပါတယ်။